ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရှင်းလာကြတိုက်ခိုက်ပြီးမှ ရရှိခဲ့သောအင်းတော်ရုတ်တိန်တိုက်ပွဲသည်လာရှိမှုကိုပါလာတော့အပူဖြင့်ဘာရောက်လူချင်းတွေလည်းစသည်ပြပြပါပြီတဲ့လူမြတ်မင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါဦးရှင်တိမ်ပါရရှိ ဧပြီလ10ရက်2025ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်းပိုင်းတင်ဆက်မှုများမှကြိုဆိုပါရစေ။ဒီနေ့ကတော့အင်းတော်မျိုးကိုရှစ်လာကြပိတ်ဆို့တိုက်ခတ်ပြီးတိမ့်ပိုက်နိုင်ပြီဖြစ်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ကနောက်ကတော့မိနစ်ပိုင်းအတွင်းကပဲပြည့်ပြည့်စုံစုံထုတ်ပြန်ကြေညာပါတယ်။ပါဝင်တဲ့အဖွဲ့စည်းပေါင်းမြောက်များစွာနဲ့စုပေါင်းတိုက်ခိုက်မှုရဲ့အောင်ပွဲလို့ပြောလို့ရပါတယ်။ တကယ်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်ဝမ်းသာတယ်သို့တော့ကောလင်းလို့မဖြစ်စေချင်နောက်တစ်ခုက MNDA လာရှုကစုတ်ခွာနေပြီလာလာရှုရဲ့အုတ်ချုပ်ရေးရန်နေရာကိုစစ်တပ်ရဲ့လက်ထဲကိုပြန်လဲအနံနေပြီသူရဲကောင်းပိတ်မှန်သူရဲကောင်းတွေကိုဂုံပြူတဲ့အခမ်းအနားတွေလုပ်နေတယ်နောက်တစ်ချက်ကလာရှုကိုအတိလဲဘာကြောင့်လိုချင်နေသလဲ ဒါရီရှိနေပါတယ်မင်္ဂလာရုံမှာမင်္ဂလာရုံမှာရန်ကုန်တက်နေမှုရုပ်ကင်းလေတဲ့ကအဝေးပြေးမိုင်းနဲ့ပေါက်ခွဲတိုက်ခတ်မှုဆောင်ရွက်ခဲ့နိုင်တာရှိတယ်ဒီတော်လိုင်းကြီးစင်သက်မပြတ်တိုက်ခတ်မှုဒရဆက်တည်င်းတွေကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့ ငလင်သတင်းနဲ့လာရှုအခြေအနေလေးကိုတစ်ချက်လောက်ပြောပြခြင်းတာပါဒီကြားထဲပွဲစုနေတာကဒီအပိုင်းမှာပရိဒါမိခင်ကြီးခိုင်နင်းဝင်ရဲ့အခြေအနေအရရတွေကတော့တချို့တွေတွေ့ပြီးမြင်ပြီးဖြစ်ပါလိမ့်မယ်ဒါတွေကိုမှတ်တမ်းမှတ်ရာတွေနဲ့တကွာကျွန်တော်ဟိုဘက် LG Review Channel မှာတင်ဆက်ဖို့စူးစမ်းပါမယ်မနေ့ကတော့ကျွန်တော်အတန်ပိုင်းဆိုင်ရာ အခက်အခဲတွေရောက်အားနေတော့ရင်နားလိုက်ပြပါဆိုတော့ဒီကနေ့အချိန်ဒီမှာအင်းတော်မျိုးကိုတိုက်ခတ်သိမ့်ပတ်နိုင်ပြီးရှစ်လကြာဝိုင်းပတ်ပိတ်ဆို့ပြီးတကာလအမတ်ဒီစစ်နေတာအစီစဉ်နဲ့ရှစ်လကြာပိတ်ဆို့ထားပြီးတိုက်ခတ်ထားပြီးအေဘလခုနှစ်ညပိုင်းမှာအပိသက်တိုက်ခတ်သိမ့်ပတ်လိုက်နိုင် အဲ့တော်မျိုးရဲ့တိုက်ပွဲဟာမျိုးသိမ်းတိုက်ပွဲဟာတာဝေးပြေးရတယ်လို့ပဲရရှိတိုက်ပွဲကြီးဖြစ်ခဲ့ပါတယ်အကြမ်းဖက်စစ်တပ်အနေနဲ့ကအစ်ကူမရခြင်းလက်နက်ရေးကထောက်ပို့တွေဆောင်ရွက်မှုနိုင်မှုမရှိခြင်းတွေကြောင့်ထိခိုက်သေးဆုံးမှုများပြားပြီးတော်လိုင်းတပ်တွေရဲ့ပိတ်ဆို့ထားမှုကိုဖိအားကိုတောင်းခံနိုင်ခြင်းမရှိတော့ပဲအဲ့တော်မျိုးကနောက်ဆုံးခံတက်စခန်းဖြစ်တဲ့ ဂျပန်လိုင်းကူဂျပန်လိုင်းကူမှာဖက်စစ်တပ်ရဲ့တက်မှမှုဥဆောင်တဲ့အဖွဲ့ကဧပြီလ9ရက်နေ့ည9:00နာရီမှာစခန်းကိုစွန့်လွတ်စုပ်ခွာသွားတယ်လို့ကျွန်တော်တို့သိထားရပါတယ်အဲ့တော့အင်းတော်မျိုးဟာနာမည်ကျော်တက်မှခွန်ခွန်ရဲ့ခြေတန်းဌာနချုပ်အခြေပြုရာမြို့တက်မှမှုကိုယ်တိုင်ကုတ်ခဲ့တယ်အင်းတော်မျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ ကာဝေးဝန်ကြီးဌာန NUG ရဲ့ထုတ်ပြန်ချက်မှာအင်းတော်မျိုးတွေတိုက်ပွဲမှာပါဝင်ခဲ့တာကတော့အမတ်ရင်စစ်တေသားရဲ့ကိုကိန်းမှုဖြစ် PDF ကတားခရိုင်အမှတ်1တည်းရင်အမှတ်2တည်းရင်အမှတ်3တည်းရင်အမှတ်4တည်းရင်အထူးလှူရှားတက်ခွဲကတားခရိုင်အမှတ်1အထူးလှူရှားတက်ရင် SR1 အမှတ်30အထူးလှူရှားတက်ရင် SR10 ပြီးတော့ကာဝေးအဖွဲ့အင်းတော်ပါကဖတ် ပြည်သူကာကွယ်ရေးအဖွဲ့ဗမောက်ပကဖကတာပကဖကတာခရိုင်ပကဖ ရွှေဘိုကေကုကေရေးပြည်ဦးလေးခရိုင်အမှတ်509 901 92နှစ်တယင်းတွင်ပြည်ဦးလေးကအမှတ်1တယင်းအမှတ်2တယင်းចောင်းသားတက်မတော် AVDF တယင်း17နဲ့14ကချင်လွတ်လပ်ရေးတက်မတော် KIA တမဟာကိုအထူးစစ်ကြောင်းမုံကြီး KPDF ကလေးငယ်အမတ်30တရင် rocket တပ်ဖွဲ့ drone ပူပေါင်းတပ်ဖွဲ့ MOD drone force avia df k2 sa1 အမတ်1849 drone တပ်ဖွဲ့ကမ်လူခရိုင် drone တပ်ဖွဲ့ကတားခရိုင်လက်နက်ကြီးအဖွဲ့မြင်းညံခရိုင်ကွန်မန်ဒိုတပ်ဖွဲ့ဆိုပြီးတော့ပါဝင်တိုက်ခိုက်တဲ့တပ်ဖွဲ့တွေကိုထုတ်ပြန်ကြေညာထားပါတယ်တင်းစီရရှိတဲ့လက်နက်တွေကနေပြီးတော့ ဟောင်းဝိဇာနှစ်လက်120မမနှစ်လက်အပါဝင်လက်မှတ်ကြီးလက်မှတ်ငယ်ခရင်အမြောက်များကိုသိမ့်ပတ်ရရှိတယ်လို့အမေရိကထုတ်ပြန်ထားပါတယ်ဗျအဲ့တော့လက်ရှိအင်းတော်မျိုးကြီးသိမ့်တိုက်ပွဲကြီးကတော့တရားရဂိုင်းတို့ အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်လွန်ခဲ့သောကာလတွေမှာလည်းဂျပန်နိုင်ငံလိုင်ကူခန္တစခန်းတစ်ခုပဲရှိတော့ပြီးကျွန်တဲ့အင်းတော်မျိုးအများပြားကိုထိန်းချုပ်ထားနိုင်ပါထားနိုင်ခဲ့ပါတယ်အခုတော့တရားရဂိုင်းတို့မျိုးကြီးကိုသိမ့်ပတ်ထိန်းချုပ်သွားနိုင်ပြီဆိုတော့တက္ကလား ်အင်မတန်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါတယ်တိုက်ရင်ကူကူရင်တိုက်ဒီအယူဆကျွန်တော်ထပ်မှန်တယ်လို့ပြောလို့ရပါတယ်ပြီးတော့ကူညီချင်းကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုက်ပြီးမှအပြည့်အဝကူညီလို့ရမှာဘူးဗျသူတို့တဘောတူမှာဝင်ရောက်ကူညီလို့ရတဲ့အခြေအနေမျိုးတွေမဟုတ်နေဘူးလေဆိုတော့ဒီအခြေအနေတွေအပြင်ရန်ကုန်မင်္ဂလာတော်မှာဒီကနေ့ ကျွန်တော်ထင်တယ်မနေ့ကအဲဒီကနေ့ April 10ရက်နေ့လို့ထုတ်ပြန်တယ်9ရက်နေ့ည9နာရီခွဲမှာမင်္ဂလာတော်တက်နေမှုယုံကင်းနေတယ်ကတက်နေပြီတဲမှာ operation fine က mind ခွဲတိုက်ခိုက်ခဲ့နိုင်တယ်ဒီအပိုင်းမှာရန်ကုန်မှာအောင်မြင်တဲ့ mission တွေပေါ်ဆောင်နိုင်တယ်လို့ဖလန်းမျိုးသိမ်းတိုက်ပွဲဆင်နွှဲနိုင်တယ်အင်းတော်မျိုးသိမ်းတိုက်ပွဲဆင်နွှဲနိုင် နော်ဗမာတက်တော်ဆိုရဲ BA ရဲ့ကပ္ပစ23 20 25ရဲ့အဓိကတအားပေးရနေရတအားခွဲစိတ်ယုံဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးလိုက်နိုင်တယ်ဖတ်စစ်စစ်ကောင်စီ30မတာပေါ်တယ်နောက်တစ်ချက်ကအဲကျွန်တော်တို့ဒီညောင်ကျိုးမဟာညောင်ကျိုးပြူပါစခန်းကိုအရကတက်တော်ကတိုက်ခိုက်ဒိမ့်ပတ်နိုင်တယ် ရန်ကုန်မှာဆိုရင်မင်္ဂလာတော်ဟိုတရက်ကဆိုရင်ကပ္ပါစာ7တိုင်ကြီးဆိုတော့ရန်သူဟာပြန်လေခုခံနိုင်စွမ်းတော်မရှိတဲ့အခြေအနေမျိုးကိုရောက်နေပါတယ်ဒီနေ့နေပြည်တော်အခြေအနေကိုလန့်ကြည့်တဲ့အချိန်မှာအပြုံးမပြတ်နဲ့ရုံတက်ဆိုတဲ့နမ်စီရန်တတိုက်လမ်းလေကောင်းမှာခွေးတအုပ်မှလိုပဲရုံတက်ပြနေကြရပါ မတက်လို့လည်းမရဘူးစစ်တပ်ကအနောက်ကတနက်နဲ့ထောက်တက်ခိုင်းတာဗျတကယ်လုလို့လားဆိုတော့မလုပါဘူးလုချင်အောင်စောင်းပြပြီစစ်တပ်ရဲ့နောက်ကတနက်ထောက်ထားမှုနဲ့ဓာတ်ပုံတွေရိုက်ပြီးပြည်သူကိုဝါရဖြန်တာပဲဖြစ်ပါတယ်အဲ့တော့ဒီအချိန်ကြီးမှာငနေမင်းကလည်းတရဆက်ဖြစ်နေသလိုကိုကြီးကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးဖတ်စစ်တပ်ရဲ့ဒုတိယကောင်းဆောင်တယောက်ဖြစ်တဲ့လက်ဖက်ချောင်းစိုးဝင်းဟာ မင်းတို့ကူညီခြင်းမင်းတို့ပတ်စံနဲ့မင်းတို့ကူညီမယ်ဆိုရင်တော့စစ်တပ်ခွင့်ပြုချက်မရပဲကူညီခွင့်မပေးနိုင်ဘူးဆိုပြီးရှင်းရှင်းတည်တည်ထုတ်ပြန်ခဲ့ပါတယ်ပြည်သူတွေရဲ့သောကဒုက္ခဝေဒနာတွေကိုပြည်သူအချင်းချင်းကူညီနေတာကိုတော့စစ်တပ်ခွင့်မပြုရင်ကူညီလို့မရတဲ့အခြေအနေမျိုးဟာဘယ်အနေထားကိုရောက်နေပြီလဲဆိုတာလူချင်းမင်းတို့ပတ်စကြည့်ပါနောက်တစ်ချက်ဖက်စစ်တပ်ဟာ မေရိကန်ဒေါ်လာတန်းရာနဲ့ချီပြီးနိုင်ငံတကာလူငွေတွေကိုရရှိထားပါတော့လေနိုင်ငံတော်အဆင့်ကယ်ဆယ်ရေးစခန်းဆိုတာတခုမှမရှိပါဘူးလို့ကျွန်တော်ပြောပြီးသားနိုင်ငံတော်တစ်စစ်လူသားချင်းစံနာမှုဆိုင်ရာအကူအညီတွေကိုစစ်တပ်ဟာပြည်သူကိုကူညီကယ်ဆယ်ဖို့တပြားတစ်ချက်မှထိလုံးဝအသုံးမပြုသေးပဲစစ်တပ်ရဲ့ဘတ်ဂျက်နဲ့နေပြည်တော်စီယုံပါဝင် နေပြည်တော်ကအဆောက်ဦးပေါင်းအစိုးရဝန်ထမ်းဌာနအဆောက်ဦးပေါင်း2000ကျော်လုံးပုံမှန်အခြေအနေမဟုတ်ပဲပြက်စီးခဲ့ရပါတယ်။နည်းနည်းပြက်တာနဲ့များများပြက်တာပဲရှိတာပေါ့။ဟိုရှိတယ်ပေါ့နော်။အဲ့ဒီဟာကိုပဲပုံဩပြုပြင်ပြီးတော့ပြည်သူကိုလူဒန်းပါတယ်ဆိုတဲ့နိုင်ငံတကာအလူငွေတွေဟာဖက်စစ်အာဏာရှင်စနစ်ပြန်လဲရှင်သန်ရက်တည်နိုင်၍အကူအညီပေးတယ်လို့ပဲဖြစ်သွားခဲ့ရပါ ဒီနေ့ဒီမန္တလေးခရီဟိုဟိုတယ်ကိစ္စအကျဲအကျဲနဲ့အငင်းဘွားဝယ်ရှိတော့ခရီဟိုဟိုတယ်မြေအောင်ခန်းထဲမှာဘိမ့်မြုံနဲ့ရာဘဆေးပြအပါဝင်မူရစေအခြားဥပဒေနဲ့မလုကင်းသောပစ္စည်းများမြေအောင်ခန်းတစ်ခန်းအပြည့်တူလောင်ထားတယ်လို့ကျွန်တော်တို့တတိယကြားသိနေရပါတယ်တိုးတော့အတီးပြုတ်ရခက်ခဲပါတယ်နောက်တစ်ချက်က လက်ရှိမန္တလေးရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်မန္တလေးငလင်လို့အမိတက်လို့စစ်တပ်ကဖိအားပေးပါတယ်ဒီငလင်ဟာသခိုင်းသခိုင်းကိုဗဟုပြုတ်ပြီးလောက်ခတ်လာခဲ့တဲ့ငလင် ဖြစ်တော်လေမန္တလေးငလင်လို့သူတို့ခေါ်ဆိုကောသူတို့ပြောဆိုပြောသူတို့ထိုင်ဆိုတိုင်သူတို့ထဆိုထကိုကေယံမဲ့နေတဲ့ပြည်သူမျိုးကိုစစ်ပုံတွင်းပြီးအမိတ်ပေးအုတ်ချုပ်တဲ့ ဖတ်စစ်တဲ့ရေဗီဇဇရိုက်တတိကတော့တေဒီအထိဘယ်တော့မှပြောင်းမှာမဟုတ်ပါဘူး။ဒါကြောင့်ဖတ်စစ်တဲ့ကိုတိုက်ခိုက်ဖြုတ်ဖြက်ချိန်မုန်းတဲ့နေရာမှာဖတ်စစ်တဲ့ရေတဦးတယောက်ချင်းမကြံချိန်မုန်းတက်ဖြက်ပြစ်တက်ထားတဲ့စာရင်မျောလင့်ချက်တွေမိအောင်ရိုက်ချိုးပြီးငါတို့ရှုံးသွားပါပြီဆိုတဲ့အတိရိုက်သွင်းနိုင်မှာ အောင်မြင်မှုကိုရပါလိမ့်မယ်။တနတ်တနတ်ချင်းရှင်ပြစ်စစ်ပွဲအတွင်းမှာဆိုရင်ကျွန်တော်တို့ဟာစီးဆက်ရာတော်လန်ကြီးတက်တွေနဲ့တိုင်းသာအီအော်တက်တွေဟာလက်နက်လူသူခင်းရန်အဆရှိတာတွေဟာကျွန်တော်တို့မှာအကန့်အသတ်ရှိတယ်လို့ဝင်ဝင်ရလမ်းကြောင်းတွေကလည်းအကန့်အသတ်ရှိတဲ့အတွက်ဉာဏ်ပညာနဲ့တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။ဘတ်ဆုံစစ်ပွဲတံတန်နဲ့နိုင်ငံကြီးမျက်နှာစကားနိုင်ငံကြီးကထိုးနှက်တဲ့တိုက်ပွဲတွေစစ်ပွဲတွေ နိုင်ငံကြီးကတိုက်စစ်ဆင်မှုပေါ့ဗျာစီးပွားရေးကတိုက်စစ်ဆင်မှုဒီလိုလူတို့ရဲ့ရုရှားမုန်းတီးတဲ့ဥပက္ခပြုတ်ပြီးတော့လုံးဝမပတ်သက်မဆက်ဆံတဲ့လူမှုရေးဆိုင်ရာတိုက်စစ်ဆင်မှုဒါတွေကိုပေါင်းဆက်ကာကွယ်ပြီးတော့နိုင်ငံကြီးစီးတရင်ဖြန့်ချီဝါရဖြန့်ချီလူမှုတိုက်ပွဲတွေအပါအဝင်လနကိုင်တော်လင်ဟိတက်တွေဟာ ဒီတိုက်ပွဲကြီးရဲ့အနောက်မှာကြမ်းကြမ်းခံပြီးဒီဘတ်စုံတိုက်ပွဲတထံကိုထိပါလာရင်ကာဝေရမယ့်ပုံစံပြူဟာတွေလိုအပ်ပါတယ်အဲ့တော့ဒီကာလမှာအများနဲ့ပြောနေကြတဲ့ကိစ္စဟာဆွေးနွေးညှိနှိုင်းခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့စစ်နိုင်တိုက်ရင်းနဲ့ဗစ်စစ်တပ်ကိုအမြင့်ဖက်ခြေမုံကြီးအတွေးခေါ်ကိုထိပါနှောက်ရက်ရိုင်နေအောင်လှုပ်လာနေကြတာကိုလေတတိချက်ချက် ီနေ့မှာပုံမူပြီးပေါ်လွင်လာတာက MNDA လာရှုပ်ကိုပြန်ပေးလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကျဲအကျဲမငိမ့်ပွေတွေအများကြီးအတွင်းပြဿနာတွေရှိပါတယ်မဖြစ်မနေမှုပေးလိုက်ရတာမပေးမဖြစ်လို့ပေးလိုက်ရတာအဲ့လိုမပေးခြင်းလို့မြောက်ပိုင်းညီတော်သုံးဘွဲက UNG အပါအဝင်တပ်တွေအားလုံးကိုနိုင်ငံလုံးဆိုင်ရာ operation ခေါ်ခဲ့တယ်မလား အဲ့ဒီ၃၀ဆက်ကုန်စစ်စင်ရေးမှာဟန်ချက်ကြီးလိုက်မပါနိုင်နဲ့လိုက်မပါနိုင်တဲ့အခါကျပကပပလပပပပြဿနာတွေနဲ့လုံလေချလေလိုက်ပြီးစစ်စင်ရေးကိုဟန်ချက်ကြီးမပါဝင်နိုင်တာကြောင့်တုတ်ရဲ့ဖိအားတန်ကြောင့်နောက်ဆုံးလိုက်ရောပေးလိုက်ရတယ်မလားဆိုရက်မြန်မာညီညီအစိုးရဘဝေပန်မှုတွေတရဇက်လေမြင့်တက်နေလျက်ရှိပါတယ်သို့တော့ဒီကိရိအင်တော်တိုက်ပွဲ အောင်မြင်မှုကိုလည်းကျွန်တော်တို့ကရိုးရိုးတသားဂုံပြုတ်အတိမတ်ပြုတ်ပါတယ်အဲ့တော့ဒီဂရိတ် MNDA ဟာလာရှိုးမြို့ကနေပြီးတော့စစ်အုပ်စစ်တပ်ကိုအုပ်ချုပ်ရေးရန်ညာလွှဲအပ်နေပြီဆိုတဲ့သတင်းတွေရှိနေတယ်လို့တစ်ဖက်မှာလည်းကြဆုံးသွားတဲ့စစ်တီတွေကိုသူရဲကောင်းပွဲ့ပေးအပ်ပြီးဂုံပြုတ်အခမ်းအနားတွေကျင်းပနေပါတယ်နောက်တစ်ခုကအဲ ကြာဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကိုဂုံပြုအခမ်းအနားပြုလုပ်ပေးနေတယ်လို့လာရှုံမြို့တိုက်ပွဲမှာပျက်စီးဆုံးရှုံးသွားတဲ့နေအိမ်တွေအတွက်ငွေချေးတအိမ်ကို350နှုန်းနဲ့ပြန်လေပေးအပ်ပြီးပြန်လေထူထောင်ရေးလှုပ်ကြဖို့ပေးအပ်နေတာဒီကနေ့တရင်တောက်လျှောက်တက်နေတယ် အဲ့တော့လာရှုပ်ကိုစစ်ကောင်စီကအသေးအံပြန်လိုချင်တာအကြောင်းကြီးမြောင်များစွာရှိပါတယ်။အဲ့ဒီအကြောင်းကြီးမြောင်များစွာတွေမှာမှအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခနောက်တစ်ခုကစင်တောင်မှာမြေအောက်လိုင်းကိုရှိလို့လေကျွန်တော်တို့အကြံဉာဏ်သိရပါတယ်။ဒီစင်တောင်မြေအောက်လိုင်းကနေတဆင့်တရုတ်ထုတ်ဆက်လက်နဲ့ပစ္စည်းတွေကိုလာအိုကမောရီးယားနဲ့အခြားနိုင်ငံတွေကိုပို့ဆောင်တယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရပြီး ကိုကန့်ခေါင်းဆောင်တွေဖောက်လုခဲ့ကြတယ်ဒီစင်တောင်ဟာလောက်ကင်ကတဆင့်လာရှိုထိမြည့်ရထားလမ်းပေါက်ပြီးဒါပြီးရင်တရုတ်ကပတ်လန်းနဲ့ညမတပြည်လုံးအပြင်ကိုထိုက်အိန္ဒိယကိုဆက်သွယ်ကညမပြည်ရဲ့ကိုကိုကျွန်းမှာတရုတ်ဩဇာအာဏာတည်ဆောက်ဖို့အချိန်နီးလို့ကျွန်တော်တို့သိရပါတယ်ဆိုတော့လာချိုမျိုးကိုပြန်ပေးလိုက်ရခြင်းအထွတ် ဒါချို့မျိုးကိုစစ်တက်လက်ထဲအပ်လိုက်ခြင်းအတွက်အကြောင်းရင်းမြောက်များစွာတော့ရှိနေနိုင်ပေမဲ့ပြည်သူလူထုကိုတော့အားနာမိပါရဲ့ဗျာမသည်တွေမှန်သည်တွေခဏထားမြောက်ပိုင်းညီတော်သုံးဝေးအရှိမြောက်တိုင်းစစ်ဌာနချုပ်တင်းတိုက်ပွဲကြီးလာရှုမျိုးပေတိုက်ပွဲကြီးဘုမတဆင်ပြင်ဦးလွေတောင်ခမ်းပြင်ဦးလွေကိုထိုးတော့မယ်မန္တလေးကိုတိုက်တော့မယ်ဆိုတဲ့မြောက်လေးချက်တွေနဲ့ပြည်သူပြည်သူလူထုဟာအုံချွတ်ချွတ်နေ ညီမတို့ကိုတော်လိုင်းရေးကိုဘလောက်ခက်ခဲနေပါစေပေါဝင်ထောက်ခံခဲ့ကြပါလေပြည်သူတို့ရဲ့ခက်ခဲမှုကဘလောက်ထိလဲဆိုရင်တော်လန်တဲ့ရင်တွေကိုနားဆင်ဖို့ကျွန်တော်ကောမဒီတွေမှာဆိုရှိတယ်လူမျက်ကြော်ရဲ့တရင်ကိုနားဆင်ဖို့သမင်းညနေစာမစားပဲဟင်းဝယ်မစားပဲပတ်စံတထောင်ကိုဗေထည့်ပြီးရောက်အောင်ကြည့်ခဲ့တာလေဆိုတဲ့ကောမဒီမနေ့ကဆိုရင်သခိုင်း ငလျင်လုံးလို့အိမ်ပြိုသွားပြီအကိုကြီးကျွန်တော် internet line လေးရတော့တော်လန်သတင်းနေတဲ့အတူအကိုသတင်းကိုကြည့်နေတာပါငလျင်ဒေါ်တွေကနေကြည့်နေတယ်ပြည်သူလူထုဟာလေဖို့ကြောပြာသူခရုစံကျုပ်ဖြစ်နေပြီမယ်လေအန်ကျိတ်ခါဒီတော်လန်ကြီးအောင်ဝဲကိုတာမျောလင့်နေတယ်ဆိုတာတိတာထင်ရှားလာပါတယ်အဲ့တော့ဒီခြေရည်တွေနဲ့ပတ်သက်ပြီး ပြည်သူလူတွေအတန်နဲ့ပြည်သူလူတွေအာတိဒဆန္ဒကိုတော်လိုင်းကြီးကောင်းဆောင်တွေကနိုင်ငံကြီးကောင်းဆောင်တွေကတိရှိနားလည်နိုင်ပါစေလို့ကျွန်တော်ပြောချလိုပါတယ်ဆိုတော့ကလာရှုပေးအပ်လိုက်ရပြီစကားစားအုတ်ချုပ်ရန်ရပြန်လဲလက်ပတ်ဖို့အစပြိုးနေပြီလာရှုမြို့ကံပြည်သူတွေကတော့မျက်ရည်လေရွေးဖို့ အဲ့လိုမျိုးဒိတ်ပိုက်ပြီးသွားပြီနောက်ဆက်တွဲအနေနဲ့ငလျင်ချင်းကြီးကတော့ကုညီကေစေးပြင်လေထူတော်ကြီးတွေလောက်ကင်နေရတယ်လို့ပြည်သူကပြည်သူတို့လူဒန်းမှုတွေကိုဖက်စစ်တပ်ဟာကန့်သက်ချုပ်ချယ်တာတွေတွေ့နေရပါတယ်ဒီကြားထဲမှာ ရက်ွက်အုပ်ချုပ်ရေးမှုစီကစရင်နဲ့ပဲလှူတယ်ဆိုတော့ပရိုက်ဒါမိကြီးခိုင်မင်းဝင်ရဲ့အချိန်ကြီးကလည်းဟိုးလီးတချို့ဖြစ်လို့နေပါတယ်ဓာတ်တူ နိုင်ငံကကအကူအညီကယ်ဆယ်မှုပေးတဲ့ငွေကြေးတွေကိုတပြားတစ်ချက်မှအသုံးပြုတာကိုမရှိပဲဘတ်စစ်တပ်ဟာစစ်တပ်အာဏာရှင်စနစ်တည်မြဲရေးအတွက်အသုံးပြုနေပါတယ်ဒီတော့ကတိုက်ရင်ကူကြလို့ခဏခဏပြောတယ်စကားအလကားမဟုတ်ခဲ့ပါငလင်းဘေးလဲကူပြည်သူကိုလဲကူစစ်ကိုလဲဆင်းလို့ ပြောဆိုဆောင်ရွက်တဲ့အချိန်မှာမနေ့ကပြောခဲ့သူလိုပဲဗျာအဲ့တော့ဒုတိယပိုင်းနေနဲ့တူတူနဲ့လူရင်းပြောရရင်ရန်သူဖက်စစ်တဲ့အခက်တော်လိုင်းအချက်ဖြစ်ပါတယ်ဥပမာလေးတစ်ခုပြောပြချင်တာကတော်လိုင်းတက်တွေကတက်တော်ဘူးနဲ့ချီတက်လာပြီးတခါလာဥပမာစကိုင်းလို့ မုံရွာမြို့မှာသခိုင်းမြို့မုံရွာမြို့မှာအကျိုးဆိုပါကြီးသခိုင်းတိုင်းပါညာဆိုတဲ့စိုက်ဖို့အလွန်ဟိုဘက်မှာ PDF တက်နေစုံမှုထားနိုင်သခိုင်းမြို့တော်ကြီးကိုတော်လိုင်းကြီးတက်တွေကတက်တောင်ဘူးလူနဲ့ဝင်ရောက်ခါပြည်သူကူမဲ့မင်းတို့ဖက်စစ်တက်ထွက်သွားငါတို့မင်းတို့ကိုစစ်စင်မှာမဟုတ်ဘူးတနက်ပြစ်မှာမဟုတ်ဘူးတိုးတော့ငါတို့ပြည်သူလူထုကိုကူညီမှုကိုမင်းတို့ဟာအန်ဒီရဲ့ပေးအနောက်ရှက်ပေးမှဖြစ်တဲ့အတွက်ငါတို့ကပြည်သူလူထုကိုကူမဲ့သူတွေကိုလာရောက်ကာကွယ်ခြင်းဖြစ်တယ် ါကြောင့်သခိုင်းမြုပ်ကိုလက်တလုံးချီရပြည်သူ့ကာဝေးတပ်မတော်မှထိမ့်သိမ့်လိုက်သည်ဒီလိုမျိုးတွေဖြစ်စီခြင်းခဲ့တာပါဘုနော်ရန်သူဖက်စစ်တပ်ရဲ့အခက်တော်လိုင်းရဲ့အချက်အဲ့ဒီတော်လိုင်းရည်ကြီးအောင်ပွဲရဝါးရည်လူသားချင်းစန္ဒာတွေဘာစန္ဒာတွေကိုဒုတိယထားတော်လိုင်းရည်အောင်ပွဲရလို့ပြည်သူလူမှုရှိရမြို့ပြတွေကို စီးနင်းဝင်ရောက်ခဲ့နိုင်တယ်ရဲဘော်တို့ကြီးအဲ့ပြည်သူလူလူတွေကိုဖျားစင်ပေါ်တင်ပြီးရှစ်ခိုးရင်ကိုမခိုးရင်နေ့တိုင်းကတော်ပွဲနဲ့ဥချကာဝေးစောင့်ရှောက်လို့ရတယ်လေအခုကကကုကျင်ပါတော့ကုမရပေကပေဤမရကျွေးကကျွေးဤမဝဆိုတဲ့အခြေအနေမျိုးဖြစ်မှာဆိုလို့လက်တွေ့ဆန်သောအခြေအနေတွေကိုပြောပြတာပါရက်တီချက်ယုံကြည်ချက်ခိုင်မြဲချရပါလိမ့်မယ် တော်လိုင်းကြီးကဂျင်ပေါက်နေတာမဟုတ်ပါဘူးထုံစီတုံးနေတာမဟုတ်ပါဘူးဝင်စုထွက်စုလုံလုံမရတလို့တော်လိုင်းကြီးကခဏနေဦးနောက်မှလုံမယ်လေလုံလို့ရတဲ့လုပ်ငန်းစဉ်မဟုတ်ပါဘူးတော်လိုင်းကြီးဆိုတာဘဝတစ်ခုလုံးနှိမ့်မြုပ်ပြီးလောက်ခံကြရတာဖြစ်ပါတယ်လမ်းကြုံမှာဝင်လို့စိတ်ပါမှာထပြောလုံလို့ရတဲ့လုပ်ငန်းစဉ်မျိုးမဟုတ်ပါဘူးတစ်ချိန်လုံးကလူသားချင်းစာနာမှုဆံရ ပုပ်ကိုကြီးများလဲအခုတော့အင်းတော်မြို့တွေပါတွေတိမ့်ပိုက်ဗမာတက်တော်ရဲ့ကပ္ပစတွေစစ်စင်ကြီးညောင်ကျိုးတိုက်ပွဲတွေမှာအတက်သေးရောပေါင်မလာတာကိုတွေ့ရင်ကျွန်တော်ကမနက်ကပုံလေးတစ်ခုတင်လိုက်မိလာချိုးကို MND ပြန်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စဉ်းစားမိတာပါအရင်တော့ကလူမျက်ကြော်ကိုဆဲကြတဲ့လူတွေ NUG ကိုဆဲနေကြပြီလို့ပြောတော့ကျွန်တော်မှာ comment အောက်မှာတော့ပြောင်းတက်နေကြတာပေါ့ထားပါကျွန်တော်တို့မှာချက်ချင်းမုန်းချင်းမရှိပါဘူး အန်ယူဂျီဒီကျွန်တော်ထပ်ပို့လုံနိုင်ကြောင်းလက်ခံအမိမှပြုပါသည်သို့တော်အတွင်းမရင်အမြင်မရင်အမြင်မရင်အလုံးမရင်အဲ့တော့အတွင်းမရင်မဖြစ်စီဘူးအတွင်းမရင်အမြင်နေမှပြီးအလုံးတွေမှမားမှစိုးလို့ကျွန်တော်တို့တွေကအမုန်းခံအဆဲခံပြီးမျက်ခွက်ပြတဲ့တွေထွက်ပြောနေကြတာဖြစ်ပါတယ်ပုံရှုပ်ွယ်ရှုပ်ကြောင်ကြိုးကြောင်ကြားကတောင်းပြောလိုက်မြောက်ပြောလိုက်စိတ်ပါမှထားလို့တဲ့ကောင်မျိုးတွေမဟုတ်ပါဘူးလူပဲကြော့ တော်လိုင်းကြီးနဲ့ပတ်သက်တဲ့ဗီဒီယိုပြောတာထောင်နဲ့ချီနေပြီဖြစ်ပါတယ်ဝင်ကြည့်လိုက်ပါဆိုတော့ဟာအမျိုးသားညီညွတ်ရေးအစိုးရလှုပ်ရင်အန်ယူချီလှုပ်ရင်အန်ယူချီဥဆောင်လှုပ်ရင်တော်လိုင်းကြီးဟာဒီထက်ပို့ပြီးအောင်မြင်နိုင်တယ်တော်လိုင်းကြီးကဒီထက်ပို့ပြီးအောင်ဝဲကိုအမြန်ဆုံးရနိုင်တဲ့အချက်တွေကိုကျွန်တော်တို့တွေ့ရပါတယ်လေးနှစ်တိဆောက်ထားတာလေဒေါ်လာတန်းရာချီနေတယ်ဗျာ လူမျက်ကြော်တက်လုံနိုင်တာဗောလူမျက်ကြော်ကဒီနေ့ထမင်းတလုံးစားဖို့မနေယုံခံနေရတယ်လူကြီးတွေးတယ်တောတယ်ပါဝင်နေလောက်ကင်နေတက်နိုင်တယ်လောက်ဒါပေမဲ့ NUG လို institution ပုံစံကြီးတက်စာရင်ကျွန်တော်တို့လောက်လုံနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ပြောပြနေတယ်အစဲခံပြောတာအဲ့လိုပြောဆိုမှုတွေအကြောင်းပဲတော့၎င်းကိုကိုတိုင်အတိဝင်လို့တဲ့၎င်းတော်လန်ကြီးကိုရှေ့တန်းလို့လန်လန်လို့အတက်တယောလောက်ကင်ဆောင်ရွက်မှုမှန်သမျှ ကြိုဆိုလျက်ပါချက်ချင်းမုန်းခြင်းမရှိပါအောင်ဝေးရစေခြင်းပြီပြည်သူလူထုပင်ပန်းနေပါပြီတဘာဝကပေးကတမျိုးစစ်ပွဲကတမျိုးနိုင်ငံရေးသမားဤတော်ရေးသမားတွေရဲ့နားလည်မှုလွဲအမြင်ကွဲရေးကြဆိုကြပြောကြဆိုကြရန်ဖြစ်ကြတာတမျိုးအမျိုးမျိုးတွေကြားထဲမှာကုကေရမဲ့ပြည်သူလူထုကိုတော့ထပ်ပြီးတော့ ဝင်တော့ဝင်ပို့မဖြစ်စေချင်ဘူးညာဒီညာဒီတော့ပါမယ်အားလုံးကျေးဇူး